တနင်္သာရီမြို့နယ်ထဲကခန်းတက်တူလောက်ွက်တွေကနေစီးဆင်းလာတဲ့ရေနောက်တွေကြောင့်တနင်္သာရီမြို့ချောင်းမှာရေချိုးပစောဆားလာတယ်လို့တငါတဲရနဲ့ဒေသခံတွေစီကသိရပါဗျ။အနာသိပြီးနောက်ပိုင်းတနင်္သာရီမြို့နယ်အတွင်းခဲလုံကွတ်တွေပုံများလာပြီးတနင်္သာရီမြို့ထဲကိုရေနောက်တွေစီးလာတယ်လို့ဒေသခံတွေကပြောပါရယ်။ပြီးခဲ့တဲ့9နှစ်အနာမသိခင်ကတနင်္သာရီမြို့ထဲပဇော်ဖမ်းရင်တညကိုနှစ်ပိတ်လောက်ဖမ်းမိခဲ့ပေမဲ့လက်ရှိမှာတော့90ကျပ်သားလောက်ပဲရတော့တယ်လို့ရေပေါ်ရောမှနေတဲ့တငါတဲ့တအူးကပြောပါရယ်။ အရင်ကတနေ့တိုင်းမြက်ထဲရည်ငိမ့်တဲ့ဘယ်နေရာမှမစိုးပစောဖမ်းမိလို့ရှိပေမဲ့လက်ရှိမှာတော့တမီလာရွာရေမောရွာဗန်တန်းရွာနဲ့နီဝေါကျင်ကကြေရောက်ဝကျင်လောက်မှာပဲဖမ်းလို့ရတော့တယ်လို့ဆိုပါတယ်တနင်္သာရီမြတ်မှာပစောစိတ်တွေရှိတဲ့လောက်ရှားလာပြီးမြစ်ချမ်းပြင်မှာတုံးမြေတွေဖုံးတာတိတ်ကောလာလို့ပစောနဲ့ရေချိုးငါးတွေရှားလာတယ်လို့ဒေသခံတွေကပြောပါတယ် ပြီးခဲ့တဲ့9နှစ်လောက်ကဆိုရင်ဖမ်းမိတဲ့ပစော်တွေကိုဒေသတွင် ရောင်းချပြီးပိုရှံနေတဲ့အတွက်တနင်္သာရီမျိုးနဲ့နင်းမျိုးကိုတင်ဖို့ရောင်းချလိမ့်ရှိတယ်လို့တကူဒေသခံတအူကပြောပါရယ်။